အားလုံးနဲ့မင်္ဂလာပါခင်ဗျာเนาะဒီနေ့မှာဒါ26ရက်6လ2025ဒါဒီနေ့ကျွန်တော်တို့တောက်ကြနေပေါ့ဗျာเนาะစနေတနင်္ဂနွေဆိုရင်မနက်ဖြန်ဆိုရင်ပွဲတင်ပွဲစဉ်တွေအများကြီးရှိပါတယ်တောက်ကြနေမှာတော့ကျွန်တော်တို့ဒါ၄ပွဲ၄ပွဲလောက်ရှိမှာပေါ့ဗျာเนาะအဲကျွန်တော်စပိန်လာလီဂါမှာတစ်ပွဲကျွန်တော်ဂျာမန်ဘူတီလီဂါမှာတစ်ပွဲပြင်သစ်လီဂ်ဝမ်မှာတစ်ပွဲเนาะအင်္ဂလန်ချန်ပီယံရှစ်မှာဆိုတစ်ပွဲပေါ့ဗျာเนาะအဲဒီနေ့မှာတော့၄ပွဲလောက်ရှိမှာပေါ့ဗျာเนาะ၄ပွဲလောက်ရှိတဲ့အထက်မှာကျွန်တော်ဒါကျွန်တော်ရဲ့ဒါစိတ်ကြိုက် เนาะရွေးစက်ကြရွေးချက်ပေးမဲ့အတိုင်းနှစ်ပွဲလောက်ကိုကျွန်တော်လာရောက်တာရွေးချက်ပေးမှာဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်ဗီဒီယိုလည်းမလုပ်ဖြစ်ဘူးဗျာเนาะဒီမှာရာသီဥတုဒါအပြောင်းလဲကြောက်တာပြောမှဆိုရင်အနေနေမကောင်းဘောဗျာเนาะနေမကောင်းဖြစ်တယ်မနေ့ကဖြားနေလို့ဗီဒီယိုလည်းမလုပ်ဖြစ်တာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ဒါစိတ်ကြိုက်နှစ်ပွဲလေးကိုဒါရွေးချက်ပေးထားတာရှိပါတယ်ညီကိုတို့เนาะအဲဒီနေ့မှာဆိုရင်ဒါကျွန်တော်တို့ လေးပွဲရှိမယ်လေးပွဲနဲ့ဒါကျွန်တော်တို့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးမယ်เนาะနှစ်ပွဲကိုကျွန်တော်၃ချောင်းလောက်ကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်เนาะအဲဒါကြောင့်မလို့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုအဲ channel တက်ဒီပဲဖြစ်စေ RPD ပဲဖြစ်စေပေါ့ right เนาะအဲကျွန်တော် YouTube channel လေးကိုလည်း like subscribe လေးလုပ်ပေးသွားပါအောင်ဗျเนาะအဲဒီနေ့မှာဆိုရင်ကျွန်တော်ရင်ဦးဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်လေးတစ်ပွဲကတော့ကျွန်တော်တို့ဒါ Spain La Liga ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျီရိုနာနဲ့ကျွန်တော်တို့အက်စပင်ညိုရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချုပ်ရွေးထုတ်ထားတဲ့တကြောင်းလေးကိုရှိပါတယ်ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဂျီလိုအားနေပြီးတော့အက်စပင်ညိုကို level ပြား90ရှုံးဂူပေါင်းကြီးလေးမှာဆိုရင်တော့လက်ရှိအင်တာနက်ပေါက်ကြီးရနှလုံးရှုံးဖြစ်ပါတယ်เนาะဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တကြောင်းရွေးထုတ်ထားတာရှိပါတယ်အဲဒီနေ့ညမှာပြောမယ်ဆိုရင်ဂျီယိုရာအနေနဲ့အက်စပင်ညိုကိုဘာကြောင့်ဒီနေ့ level 50ရှုံးဒါချေးပေးလာရလဲပေါ့ဗျာเนาะအဲ့အလေးတစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင် အဂျီယိုနာအနေနဲ့ကျွန်တော်ဒီကျွန်တော်စပိန်လာလီကာယာစီဆမှာရလက်ကောင်းနေတော့ရထားခြင်းလုံးဝမရှိဘူးအာတော်တော်လေးကိုရလက်ဆိုးတဲ့အနေထားမျိုးကိုတွေ့ရတယ်ဗျเนาะအကျွန်တော်တို့သူကန်ခဲ့တဲ့ပွဲစဉ်တွေကျွန်တော်တို့ဒါ၄၅၆ပွဲလို့ပြန်ကြည့်မယ်ဆိုရင်သူဆိုရင်ဘီဘာဝူဒါသူဝမ်ဝမ်တေကန်နဲ့လီဘန်တေးကိုသူဂိုးပြတ်ရှုံးထားတယ်ပြီးရင်ဆယ်တာဗီကိုတေကန်နဲ့စီဗီလာကိုရှုံးထားတယ်ဘီလာယီယဲကိုရှုံးထားတယ်ဘလက်ကာနိုကိုရှုံးထားတယ်เนาะ ဟောခြေစစ်ပွဲဆိုရင်နာပူလီနဲ့လည်းပွဲမှာလည်းသူရှုံးတာတယ်သူဒီနေ့ရာသီသူ2025ရာ2026ရာသီမှာသူနိုင်ပွဲတစ်ပွဲမှမရရှိတာဘူးဒီနေ့ညအိမ်ဝဲသူ SP မျိုးကို level ပြား90ရှုံးခြေဖွင့်လာတယ်ဒီနေ့သူ့ရဲ့ဒါခြေရအောင်ပါမလားအိမ်ဝဲမှာသူအနိုင်ဒီသူရှုံးနေတဲ့အနေပြီးတော့သူရုံးထွက်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ့်ညတညဖြစ်တယ် SP မျိုးကတော့ဒါကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲစဉ်တွေသူဒါသူကန်ခဲ့တဲ့ပွဲစဉ်တွေဒါ၅ပွဲလောက်မှာသွားပြန်ကြည့်ရမယ်ဆိုရင်ဆိုစီတက်ကိုတူးတူးကန်နဲ့ကျွန်တော်အိုဆာဆူနာကို1စီးနဲ့နိုင်တယ်မာရော့ကော3-2နဲ့နိုင်တယ်ရီယယ်မက်ဒရစ်ကို2စီးနဲ့နိုင်ထားပြီးတော့နောက်ဆုံးဘလင်စီယာနဲ့ပွဲမှာ2-2တည်ကန်ခဲ့တယ်ပေါ့ဗျာနော်အဲ့ပွဲမှာဆိုရင်လည်းအစပင်ညွေးချွန်ကတော်တော်လေးကောင်းမွန်တာတွေ့ရတယ်သူရဲ့ဂိုးသွင်းမသေးကြမှုတွေအဲ့ပွဲမှာတော့ကျွန်တော်ညီကိုတို့အစပင်ညိုဘော်ဒီပြေးခဲ့တယ်နော်ဒါပေမဲ့ level ပြား90ရှုံးခဲ့တယ်အဲသူအနေနဲ့တော်တော်လေးကို ဘလုံးတာစီဘလုံးပိုဇက်ရှင်အသာဘလုံးတာစီကန်သွင်းမှု22ချိန်9ပေါက်တဲ့တာ10ချိန်10ချိန်ဗျာတကူကမပေးဘူးเนาะတကူကမပေးခဲ့ဘူးเนาะအဲ့အတွက်ကြောင့်မို့တူတူနဲ့တင်ရခဲ့တယ်အာတော်တော်လေးသူက SMU ရဲ့ခြေစမ်းရတော့ဒါဒီနေ့ရသည်အလဲလက်တန်းစာဆက်လောက်တော့ဒါစပင်နာလီကာမှာပြောလို့ရတယ်ပေါ့ဗျာเนาะဒါပေမဲ့သူတို့နှစ်သင်းရဲ့ထိုက်တိုက်တွဲဆုံမှုကိုကျွန်တော်တွားပြန်ကြည့်ရမယ်ဆိုရင်ဂျီရိုနာနဲ့ SMU ကအားလုံးပေါင်းဆို15ချိန်တောင်ရှိခဲ့တယ်15ချိန်နဲ့မှာ ယူနာကတော့၈ချိန်တိုင်းတေကြ၄ချိန်အက်စမင်ယူက၃ချိန်တိုင်းနားခဲ့တယ်သူတို့နောက်ဆုံးကန်ခဲ့တဲ့ကျွန်တော်တို့ဒါ2024ပေါ့ဗျာနော်2024ဒါဂျာဒီပါဆိုရင်တွားပြန်ကြည့်ရမယ်ဆိုရင်သူကန်ခဲ့တဲ့ဒါနှစ်ကြော့လုံးပါဆိုရင်တေကြခဲ့တယ်ဂျီနိုရာကဒီပွဲတင်မှာတော့နောက်ဆုံးကန်ခဲ့တဲ့အချိန်မှာတော့ပိုင်နယ်တီနဲ့အဆုံးဖြတ်နဲ့ဒါကျွန်တော်တို့ဟိုနောက်ဆုံးဒီခြေစက်ပွဲမှာပေါ့ပိုင်နယ်တီဆုံးဖြတ်နဲ့ဒါဂျီနိုရာနိုင်ခဲ့တယ်ဒါကျွန်တော်တို့နောက် 24ဒါနှစ်ကြော့မှာတော့ဒါဝန်ဝတီကန်နဲ့ဂျူနာ41နဲ့အင်ကွင်းရနဲ့ SP မျိုးနိုင်တယ်အဲသူတို့ကနှစ်သိန်းထိတဲ့ clip ဆင်မှုရလက်တွေမှာဆိုရင်တော့ပြောပြောမယ်ဆိုရင်တော့ဂျူနာကတော့အသာစီးယူလက်တဲ့ data လေးရှိတယ်အင်ကွင်းမှာဆိုရင်ဂျူနာကနိုင်ပွဲတွေစမ်းဆောင်ထားနိုင်တယ်ဒါကြောင့်မို့ဘူဂီအနေနဲ့ဒီနေ့ညမှာ level ကိုပြား90ရှုံး DJ ဖွင့်လက်ထားတယ်ကျွန်တော်ကသုံးသပ်မိတယ်ဗျနော်။ဒါကြောင့်သုံးသပ်မိလဲဆိုတော့ဂျူနာအနေနဲ့တော့ အဲဆိုးပွဲတွေစတိုက်ကြုံနေတဲ့နိုင်ပွဲတပွဲမှာများရှိထားတဲ့ဂျီလိုနာဒီနေ့ညမှာလက်ရှိ S menu နဲ့ရှင်မယ်ဆိုရင်တော့ဂျီလိုနာကခြေစမ်းပိုင်းရတော့ S menu တက်နည်းနည်းလေးမိတ်ပါနေလို့ကျွန်တော်သုံးသပ်မိတယ်လက်ရှိအဆင့်စားတရားပြန်ကြည့်မယ်ဆိုရင် S menu ကဗျာအဲလက်ရှိမှာဆိုရင်6ပွဲကံပြီးွားရင်အဆင့်အဆင့်လေးနေရာမှာရမယ်7မှတ်နဲ့ဗျာနော်ဟောဂျီလိုနာကိုသွားပြန်ကြည့်မယ်ဆိုဟုတ်အောက်ဆုံးကအတင်းရနေပြီးတော့ ါ6ပွဲကန်ထားတဲ့နိုင်ပွဲပွဲရရရှိထားခြင်းမရှိသေးဘူးရမနှစ်မှတ်ပဲရထားသေးတယ်เนาะဒီပွဲဒီပွဲကဒီအောက်ဆုံးကဆက်ရနေပြီးတော့ SM စစ်လေးကို level ပြား90ရှုံးလာပေးတာဒီနေ့ဒီနေ့ညဒီကြီးကကျွန်တော်ထင်တယ်ဒူကီရဲ့ကြီးလိန်ထားတဲ့ကြီးတကြီးလို့ကျွန်တော်သုံးသပ်မိတယ်ဂိုးပေါင်းကြီးမှဆိုရင်လည်းနှလုံးရှုံးပြားပေးတယ်နှလုံးရှုံးဆိုသူတို့နှစ်သိန်းပေါင်းထိတဲ့တွဲဆုံမှုတွေတည်းမှာဆိုရင်ဂိုးပေါ်ဇိုက်နဲ့ဂိုးအောင်ဇိုက်ကတော့ဒါကြီးများတဲ့ ညီညာချင်းလို့တော့ကျွန်တော်တုံ့တက်မိတယ်ဗျเนาะအဲတပွဲကပေါ်တပွဲကမပေါ်တပွဲကပေါ်တပွဲကမပေါ်เนาะဒီလိုနေထားလေးတွေရှိတယ်အဲအဲ့ဒါကြောင့်မို့လို့အဲဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးခြင်းနဲ့အကြောင်းလေးရတော့ဒီနေ့ညမှာအဲဂျီရိုနာအနေနဲ့ဗျာ level အင်ကွင်းကနေပြား90ဆုံးဟိုးအောက်ဆုံးစင်နေရောက်နေတယ်ဒါ SPNO ကိုပြောမယ်ဆိုရင် SPNO ကအဝေးကွင်းကလာအောင်စတိုင်မှာเนาะအဲထိတဲ့တွဲဆုံမှုမှာဆိုတော့ဂျီရိုနာအတိုင်ထားမှုကရှိတယ်เนาะ လူပြားလက်တွေဒီလိုပုံစံတွေဒီနေ့ညကြေးပွင့်ထားရရအဲဒုကီနေနဲ့ဒီနေ့ညဒီကြေးကကျွန်တော်ပြောရမယ်ကျွန်တော်ရဲ့အတွေးမှာဆိုရင်ဒီနေ့ညဒါဘူကီအနေနဲ့ကြေးလိန်ထားတဲ့ကြေးတကြေးလို့ကျွန်တော်သုံးသပ်မိတယ်ဗျเนาะအဲဘလို့ပဲဒီရင်ရပဲဘလို့ပဲအဲဆွတ်ဆောင်ထားနိုင်ပြီဖြစ်စေဒါလက်ရှိဒါပေါက်ကြေးနဲ့ဖွင့်လက်ထားတဲ့ကြေးတန်းကြေးနေရာရတော့ဒီနေ့ညမှာဘူကီနဲ့ဒီကြေးကိုလိန်ထားတယ်လို့ကျွန်တော်ထင်မိတယ်ဘာလို့လဲဆိုတော့ အဆင့်လေးကအတင်းကိုဗျာဟိုအောက်ဆုံးကတင်းက level 350ရှုံပြန်ပေးထားတယ်။အဲ့တော့ဒီဒိုတာဒီနေ့ညပေးကြည့်ရအောင်ပါမလားပေါ့နော်။အောင်ပါမလား။နောက်ပြီးရှုံးပွဲတွေစက်တိုက်ကြုံနေတဲ့ဂျီလိုတာ။နောက်ပြီးတော့နိုင်ပွဲတွေလည်းရမရှိတာဘူးအိမ်ကွင်းမှာ။အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာအိမ်ကွင်းမှာသူတကုံယုံမရမယ်။အင်ပြအားပြနိုင်ပွဲရမတ်သုံးမတ်အိမ်ကွင်းပေးတက်တွေရှိမှဖြောပြပေးမအောင်ရမှာဖြစ်ပါတယ်နော်။အဲ့ဖြောပြပေးနေတော့ဗျာ။ခုနှစ်ပွဲစက်တိုက်ရှစ်ပွဲစက်တိုက်ရှုံးပွဲကြုံရဆိုရင် မိပြလည်းထုတ်ခါဖို့လာလာရှိတယ်နောက်ပြီးတော့သူ့အသင်းတွေလည်းတော်တော်စိတ်သက်ပိုင်းဆိုင်ရာတော်တော်ယူရင်းနေတော့ပြီပေါ့ဗျာနော်အတကြောင်မို့သူတို့ညအိမ်ကွေးမှာသူအနိုင်သုံးမှတ်ကိုရအောင်ဆွဲဆောင်သွားမယ်လို့ကျွန်တော်ကထင်မြင်သုံးသပ်မိတယ်နော်အောက်အောက်ဆုံးတဲရနေပြီးတော့အဆင့်လေးရအသင်းကိုကြေးပြီးတဲ့အနေထားရဒီနေ့ညဂျူနာအာဆမင်ယိုနိုင်ပွဲလို့ကျွန်တော်သတ်မှတ်ထားတယ်ဗျာနော်အဲ့တော့ကြောင့်မလို့ဂျီနိုလာပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းမရတဲ့နော် ကဲနောက်တစ်ပွဲကျွန်တော်တို့ဆက်လိုက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါဂျာမန်ဘူတီလီဂရားရပွဲစဉ်တစ်ပွဲပေါ့ဗျာနော်။ဘိုင်ယန်မြူးနင်းနဲ့ကျွန်တော်တို့ဝါတာဘိုင်ယန်မြင်ပေါ့ဗျာနော်။ဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးထားတာနှစ်ကြောင်းရွေးထုတ်ပေးထားတာမျိုးလေးရှိတယ်။ဒီပွဲစဉ်မှာဆိုရင်ဘိုင်ယန်မြူးနင်းကနေပြီးတော့ဝါတာဘိုင်ယန်ကိုကျွန်တော်တို့ level အဲဘော်ဒီချင်းမှာဆိုရင်၃လုံးကိုတည်နော်။ဂိုးပေါင်းချင်းလေးမှာဆိုရင်၄လုံးကို50ရှုံးဒီချင်းဖွင့်လှစ်ထားတယ်။ဒီချင်းမှာသွားပြန်ကြည့်မယ်ဆိုရင်တော့ ဘာရမျိုးလေးနေနဲ့ကတော့ကျွန်တော်တို့ဒါသိတဲ့အတိုင်းဂျာမန်ပါဆိုရင်လည်းလက်ရှိမှာဆိုရင်တော်တော်လေးကိုဒါခြေစွမ်းခြေစတော်တော်စွာနေပြီနော်သူလက်ရှုံးပွဲမရှိသေးဘူးဗျာဘာရမျိုးလေးနော်ဒီနှစ်ကန်လာခြေစွမ်းပွဲအစသူတို့ကလပ်ပွဲမှာရှုံးပွဲမရှိသေးဘူးနော်အကုန်လုံးဒါဂိုးပြက်တွေပြနိုင်တာနော်ဟမ်ဘာဂါကိုလည်းဂိုးပြက်တိတ်ထားတယ်ချက်စီကိုလည်းဂိုးပြက်နော်ပြီးခဲ့တဲ့တော့ပေါ်ပင်းနဲ့ပွဲစဉ်မှာဆိုရင်လည်းဂိုးပြက်နော်အဲဒီလိုင်းစင်းနဲ့ပွဲမှာလည်းဂိုးပြက်နော်ဒီလိုမျိုးပွဲစဉ်တွေတောက်လျှောက်ဂိုးပြက်တွေပဲ ါကြိတ်ထားခဲ့တာဘိုင်ယန်မြူးနဲ့ကတော့ဒါညီကိုသိတဲ့အတိုင်းဟာဘိုင်ယန်မြူးနဲ့ဒါဂျာမန်ဘလူးတိုင်းပဲပေါ့ဗျာနော်အဲကျွန်တော်တို့ဒါဝါတာဘယ်မြူးကိုသွားပြန်ကြည့်မယ်ဆိုရင်ဝါတာဘယ်မြူးကတော့လက်ရှိသူ့ရဲ့ကလပ်သင်းမှာဆိုရင်သူ့ရဲ့ကလပ်ပွဲစဉ်တွေမှာဆိုရင်လည်းနိုင်ပွဲတစ်ပွဲပဲရရှိထားတာမျိုးရှိတယ်ဒီပွဲစဉ်ကတော့မိုချယ်ကလပ်ဘက်ကို0-4နဲ့နိုင်ထားခဲ့တယ်ကျွန်တော်လီဗာကူဆင်ကို3-3ကန်တယ်နော်အာအမေနီးယားကို1-0ရှုံးထားတယ်ဖရန့်ဘက်ကိုဒါကျွန်တော်တို့4-1နဲ့ရှုံးတယ်ဒါတော့ ရာဘက်ကိုဒါဇီးသူရီနဲ့ရှုံးတယ်နော်တို့ရလက်မျိုးတွေသွားပြက်ကြည့်မယ်ဆိုရင်ဝါရာဘီကတော့ဒါရလက်ဒါတူလဲစိုးနေလို့ပြောရမယ်ပဲနော်ဒါ6ပွဲ9ပွဲလောက်ကန်တဲ့နဲ့တပွဲပဲနိုင်ထားခဲ့တော့ရလက်စိုးတယ်အဲဂျာမန်ဂျာမန်ဘလူးရတော့တည်တဲ့တိုင်းဒါအစစ်တစ်မှာဂျေး3လုံးတည်ရဖွင့်လှစ်ထားတယ်ဒီဂျေးမှာဆိုရင်ကျွန်တော်သွားပြက်ကြည့်မယ်ဆိုဒါဖြစ်တဲ့ချင်းပြေဗျာနော်အစစ်တစ်ဒါတက်ရှိမှာဆိုရင်ဘိုင်ယန်ကအဲ၄ပွဲကစား၄ပွဲလုံးနိုင်ရရှိရမယ်၁၂မှတ်နဲ့အစစ် ဒါတင့်နေရာမှာရက်တည်နေရာဆိုတော့ဒီခုအောက်ဆုံးကအသင်းကိုဆက်ဆက်လေးရအသင်းကိုဒီနေ့ဒါသုံးလုံးတင်ဖွင့်လှစ်ထားကြီးရတော့ဒါဖြစ်တဲ့ကြီးတကြီးလို့ထင်မိတယ်ဘိုးပေါင်းကြီးလေးမှာဆိုလဲ၄လုံးကို50စာနော်ဒီကြီးအဲ၄လုံး50ကျုံ sorry ၄လုံး50ရှုံးအဲဒီကြီးကိုဖွင့်လှစ်ထားမယ်ဆိုရင်ဗျာဘော်ဒီကြီးမှာဆိုရင်သုံးလုံးဆိုတင်ကြမယ်၄လုံးသွင်းရင်အပြတ်နိုင်မယ်နော်ဂိုးပေါင်းကြီးလေးကိုသွားပြန်ကြည့်ရမယ်ဆိုရင်ဂိုးပေါင်းကြီးလေးက၄လုံးသွင်းရင် အပြား90ရှုံးမဲ့ဆိုတော့ဒီနေ့ညမှာဝါတာပင်ပင်ကိုဘာဘိုင်ယန်မြူးနစ်နေနဲ့အဲဂိုးပေးရဖို့အလားလာတော့များတယ်ဗျာနော်အဲဂိုးပေးရဖို့လားလာတော့များမယ်ဒီပေါ်လီဂျင်းနဲ့ဂိုးပေါင်းဂျင်းရဖွင့်လက်ထားတဲ့ဂျင်းတန်းရနော်အဲဂိုးဂျင်းများမယ်လို့ကျွန်တော်သုံးသပ်မိတယ်နော်အဲ့တော့ကြောင့်မလို့ကျွန်တော်ဒါရွေးချယ်ပေးနေကြတိုင်းကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးရမယ်ဆိုရင်ဒီနေ့ညမှာဘိုင်ယန်မြူးနစ်နေနဲ့ဝါတာပင်ပင်ကို အိမ်ခွေးကနေပြီးတော့ဂိုးပြက်နိုင်ဘွားအောင်မလားလေးလုံးသွင်းရင်တော့အပြက်စားရမယ်အဲသုံးလုံးသွင်းရင်တည်ရကြမယ်ပေါ့ဗျာနော်သုံးလုံးသွင်းရင်တည်ရကြမယ်အဲလေးလုံးသွင်းရင်အပြက်စားရမယ်ဒီလိုခြေမျိုးကိုဖွင့်လှစ်ထားတယ်လျောက်ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဒီနေ့ညဘိုင်ယန်မြူးနစ်နေနဲ့အဲဝါဒါဘီမီကိုနိုင်တော့နိုင်ကောင်းနိုင်သွားလိမ့်မယ်ဒါလေးလုံးထိဂိုးပြက်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်ရွေးချယ်မှုမှာတော့ကျွန်တော် ဝါတာပါမီယံဘော်မျိုးရွေးချယ်ပေးခြင်းပါတယ်နော်။ဘာကြောင့်ဝါတာပါမီယံကိုရွေးချယ်ပေးရလဲဆိုတော့ကျွန်တော်ဒီနေ့ညမှာဘိုင်ယံမြူးနစ်နေနဲ့ဝါတာပါမီယံကိုဘိုးခွင့်ပြုဖို့ဒီခွင့်နဲ့ထားတဲ့ဘော်ကြီးနဲ့ဂိုးပေါင်းကြီးမှဆိုရင်ဝါတာပါမီယံကိုဂိုးပေးရဖို့လားလားရှိတယ်နော်။ဂိုးပေးရဖို့များတယ်။အဲ့တော့ကြောင့်မို့ကျွန်တော်ဝါတာပါမီယံဘော်လေးကိုရွေးချယ်ပေးခြင်းပါတယ်။ဘိုင်ယံမြူးနစ်ဒါ၃လုံးဆိုရင်တင်ရေး၄လုံးဆိုရင်အပြတ်စားမယ်။ လက်ရှိခြေစမ်းရပါဗျာနော်အသူတို့နောက်တဲ့ထိုက်တိုက်တွေ့ဆုံမှုဒါမျိုးလိုသိတဲ့အတိုင်းပဲအလုံးပေါင်းဆိုရင်33ကျင်းတော့ရှိခဲ့တယ်နော်33ကျင်းနဲ့ဘိုင်ယန်မြူးနစ်က29ကျင်းနဲ့တည်ကြတာ3ကျင်းဝါဒါဘမီကတစ်ကျင်းမဲနိုင်လာခဲ့တယ်ဒီပွဲစဉ်တွေမှာဆိုရင်ကျွန်တော်သွားပြန်ကြည့်မယ်ဆိုရင်ဘိုင်ယန်မြူးနစ်အိမ်ပွဲမှာဂိုးပြတ်တာကြီးပဲနော်အာကျွန်တော် 3C 60ပေါ့ဗျာနော်61ဒီလိုမျိုးရလိုက်နေနိုင်တယ်တော့2020မှာတော့11ဆိုရင်တည်ရလိုက်တပွဲတော့ထွက်ခဲ့တယ်နော်အဲဒီလိုမျိုးရလိုက်တွေထွက်ခဲ့တယ်သူတို့နှစ်သိန်းရထိုက်တဲ့တွေ့ဆုံမှုမှာဆိုရင် ဘူပေါ်ဆရာကတော်တော်လေးကိုများခဲ့တယ်เนาะဘူပေါ်ဆရာကလည်းများတယ်ဘူောက်တာတော့နည်းတယ်ပေါ့ဗျာเนาะဒီနေ့ညမှာဒီပွဲစဉ်ကိုကျွန်တော်နှစ်ကြောင်းရွေးထုတ်ထားတယ်နှစ်ကြောင်းမှာတော့အဲကျွန်တော်ဝါတာဘာမီဘောလီကိုကျွန်တော်ရွေးချယ်ပေးမယ်ပြီးကြရင်ဂိုးပေါင်းအပေါ်လေးကိုကျွန်တော်ကြိုက်တယ်เนาะဂိုးပေါင်းပေါ်လေးလည်းကျွန်တော်ကြိုက်ပါတယ်နှစ်ကြောင်းရွေးထုတ်ပေးတာဖြစ်ပါတယ်အဲဒီပွဲတင်ကိုဆော့မယ်ဆိုတော့ဇာတူလိုက်ဆော့ပါဗျာနော်ဇာတူလိုက်ဆော့လို့ရပါတယ်ဒီနေ့ညမှာကျွန်တော်နှစ်ပွဲ၃ချောင်းပေါ့ဗျာနော်နှစ်ပွဲ၃ချောင်း ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်အဲဂျီရိုနာနဲ့အစပင်ယိုရဲ့ပွဲစဉ်မှာကျွန်တော်ဂျီရိုဟာဘောကြီးလေးကျွန်တော်ကြိုက်မြတ်တတ်ပါတယ်နောက်ပြီးတော့ဘိုင်ယန်မြူးနစ်နဲ့ဒီဝါတာဘာမင်ရဲ့ပွဲစဉ်မှာကျွန်တော်ဘော်ဒီအောက်ဂိုးပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နော်ဒီနေ့ညမှာဘိုင်ယန်မြူးနစ်နဲ့ဝါတာဘာမင်ကိုဂိုးတစ်ခုကတော့ခွင့်ပြုရမယ်ညတညာလို့ကျွန်တော်အထင်မြင်သုံးသပ်မိပါတယ်အဲ့တော့ကြောင့်မို့လို့ ဘာမျိုးနဲ့နေတဲ့ဝါရဘမင်းကိုဂိုးတကိုးဖွင့်ပြရမယ်ဆိုရင်ဒါသူ့လူလေးလုံးသွင်းမှသူတင်ရကြမှာ၅လုံးသွင်းမှအပြည့်စားမယ်ခြေမျိုးကျွန်တော်အောက်ခြေပဲကြိုက်တယ်ဒီနေ့ညเนาะအဲအဲ့တော့ကြောင့်မလို့ကျွန်တော်လည်းအကြိုက်ချင်းတူရင်ဒါ live ဆောလို့ရပါတယ်ဒီနေ့ညနှစ်ပွဲသုံးကြောင်းရွေးချယ်ပေးတဲ့အနက်ဇာတူ live ဆောကြပါနောက်ပါစနေနေ့မှာဆိုရင်ကျွန်တော်အဲ YouTube တိုင်းဒီကိုတွေကိုကျွန်တော်သုံးပွဲလောက်ရွေးချယ်ပေးမယ်သုံးပွဲလောက်နဲ့မှာကျွန်တော်တပွဲကောင်းကိုကျွန်တော်ပြောပေးမယ်ဗျเนาะမနက်ပိုင်းညမှာလည်းကျွန်တော်ဗီဒီယို file link နဲ့တက်လာအောင်ပါဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် အာတူကျွန်တော်ချစ်ခင်တဲ့သူများเนาะတူတူယောက်ချင်းတို့ဒီပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းအားပေးပါအောင်เนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ပေးသွားပါအောင်လို့เนาะအဲဒါလာပါနေ့တစ်နေ့မှာတောက်ကြနေ့မှာအနိုင်ကိုတွေများကျွန်တော်ရဲ့ညီကိုများထုံနိုင်ကြပါစေလို့စုမကောင်းတောင်းရင်လည်းကျွန်တော် video file လေးကိုဒီနေ့မှဆုံးသက်ပြရသည်အားလုံးပဲစနေနေ့ဒါ super စနေနေ့မှာပြန်ဆုံကြမယ်အကောင်းဆုံးပွဲစဉ်တွေနဲ့တူเนาะ